ဒီဟာအစ်တောင်းနေတဲ့ဖောင်းရှိရယ်လေနော်ဖောင်းနေရှိတဲ့အဲ့ဒီတန်းမှာပဲပြန်ပြီးတော့ထက်စစ်တောင်းမှာနော်အာကိုတော့စလပ်ပေါင်းနဲ့လက်တော့လိုမျိုးပေါ့နော်နေ့စဉ်အသုံးပြရတဲ့ကနေအသုံးပြနိုင်ပါလေတဲ့နော်ဟယ်လိုမင်္ဂလာပါဒီနေ့မှာလည်းကျွန်မမိပြန်နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်ဒီမှာကြည့်နေတဲ့မိတ်ဆွေကမိပြန်နဲ့ပတ်သက်ပြီးဒီ technology နဲ့ပတ်သက်ပြီးတော့အာ စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျမရဲ့ဗီဒီယိုလေးကိုစိုက်ကြည့်တော့ပြချက်ပါကျမတော့ technology ကိုအရင်ကြံ့နေတဲ့လူတော့မဟုတ်ပါဘူးဒါနဲ့အရန်ကိုစိတ်ဝင်စားတဲ့လူတရားဖြစ်ပါတယ်ဒီနေ့ခင်ဗျာဒီလိုပဲ technology ဆိုတာကတော့ဘောနော်ကျမတို့လည်းမပြီးပါဘူးဘောနော်ကဘာနဲ့အမှန်တက်လာတဲ့ technology ဖြစ်မှာကျမတို့အဲတိရရာတွေလေ့လာစရာတွေလည်းအများကြီးရှိပါတယ်။ဒီမှာကြည့်နေတဲ့ message ကတော့ အဲ AR VR ဆိုတာဘာလဲ AR ဆိုတာဘာလဲဆိုတာကိုသိပြီးသားဆိုလို့ရှိရင်တော့ကြော်သွားပါကျွန်မကဒီနေ့ VR နဲ့ AR နဲ့ပတ်ချက်ချက်လေးနဲ့ AR ဆိုတာဘာလဲ VR ဆိုတာဘာလဲဆိုတာကိုရှင်းပြသွားပြမှာဖြစ်ပါလေ။ဘာကြောင့်ဗီဒီယိုကိုလုပ်ဖို့ရည်လဲဆိုလို့ရှိရင်တော့ ကျွန်တော်တို့မျိုးပေါ့နော်အရန်ကိုတိကျနေတဲ့လူတွေလည်းရှိလာတယ်။ technology ကိုရန်တိကျနေတယ်။ဒါနဲ့သူတို့မှအချိန်မပေးနိုင်ဘူးပေါ့နော်။ဒီအချိန်နဲ့အနည်းငယ်အတွင်းမှာအချက်နဲ့တိတိကျကျနဲ့ VR ဆိုတာပါလေ AR ဆိုတာပါလေဆိုတာကိုအဲတိသိကျတဲ့ဒီ awareness လေးတစ်ခုကိုပေးရပတ်သက်တယ်ဖြစ်ပါတယ်။အဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစက်မနာတယ်ဆိုလို့ရှိရင်ကြည့်သွားပေးပါလို့မြစ်တိုင်ရက်ခံပါလေ။ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်။ VR ရဲ့အဓိကကွန်ချန်ချက်တွေကိုပြရွေးပေးလိုက်ရစေနော်အဲဆိုလို့ရှိရင်တော့ VR ဆိုတာ Virtual Reality ဖြစ်ပါတယ်အဲဆိုတော့အတုအယောင်ကဘာအဲဆိုကျွန်တော်တို့ရဲ့စိတ်ထဲမှာပုံနောက်ထဲမှာအတုအယောင်စိတ်ကဘာတစ်ခုကိုပြုလုပ်ထားပါတယ်ပြီးတော့အဲ့ဒီအတုအယောင်စိတ်ကဘာထဲမှာလည်းကျွန်တော်တို့ကရှင်သန်ပြီးတော့သွားလာထောက်ရှားနေကြတာအပြင်တော့အတုအယောင်လေးကိုနှိမ့်ယုံနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ reality လို့ခေါ်တဲ့အပြင်ကမ္ဘာလောကထဲကိုပြန်ပြီးတော့ဆွဲနှုတ်ပါပေါ့နော်ကျွန်တော်တို့လူပတ်အတုအယောင်ကမ္ဘာထဲကို သုံးချက်သူတွေကိုရောက်သွားစေတဲ့ဤပညာဖြစ်ပါတယ်။ဒါဆိုရင် AR ဆိုတာကလည်း AR ဆိုတာကတော့တုံ့ပြန်ထားသောလက်တွေ့ကမ္ဘာ AR ဆိုတာ digital အချက်အလက်တွေနဲ့အတူအရောင်အရာဝတ္ထုတွေကိုသုံးစွဲနေတဲ့တကက်ကမ္ဘာပေါ်မှာစက်စင်ပြတ်တာပေးပြီးတော့ပုံရင်းစင်ရဲ့အမြင်ကိုတုံ့ပြန်ပေးထားတဲ့ဤပညာပါတဲ့။ဒါဆိုရင် VR ရဲ့ဒီမှာအတိတ်ကလက္ခဏာတွေကိုရှင်းပြပေးပါမယ်။လုံးဝပေါ့နော်။နှိမ့်ညွတ်ခြင်း imagine လို့ခေါ်တယ်ပေါ့နော်။ Now နံပါတ်1ကတော့အာရုံခံစားမှုတုံ့ပြန်ချက် sensory feedback လို့ခေါ်တယ်ပေါ့နော်။နောက်အပြန်အလှန်တုံ့ပြန်ခြင်း interaction အတုအယောင်ကဘာများ visual world လို့ခေါ်တယ်။ Now heart hardware လို့အမှု hardware depend dependency လို့ခေါ်တယ်။ဒါဆိုနံပါတ်1 imagine ဘာလုပ်ထားတာလဲ။နှိမ့်ညွတ်နေတာဘလို့နှိမ့်ညွတ်နေလဲဆိုတာကိုကျွန်မက ဆက်ရှင်းပြတာဘီဟာကသုံးသန်းစုကိုအတုအယောင်ကဘာတဲမှာတကယ်ရှိတယ်လို့ခံစားနေရတယ်တကယ်တော့တကယ်မရှိဘူးအတုအယောင်ကဘာတဲမှာဆိုတာအတုပဲတကယ်လက်တွေ့ဘဝနဲ့ဘာမှမဆိုင်ဘူးအဲ့ဒီတဲမှာပဲကိုကညံ့ညောနေတယ်နော်အဲ့လိုခံစားစေဖို့ရည်ရထားတာကြောင့်မလို့ကျွန်တော်တို့အခု VR ထဲမှာပဲညံ့ညောနေတဲ့အတွက်ကြောင့်တကယ် reality တွေမှာဘာတွေဖြစ်နေပြီးတော့ဟိုအများကြီးတွေ့တတ်နေတာတော့မရှိပါဘူးပေါ့နော်မျက်မှန်လိုမျိုးအထူးပြုလုပ်ထားတဲ့ပြည်ရကသုံးသပ်သူတွေရဲ့အပြင်ကဘာကိုမြင်ခွင့်ကနေဖိတ်ထားတယ် ဒီ reality ဖြစ်တဲ့ကဘာကိုပိတ်ထားပြီးတော့ studio အဲစပုတ်ပုံရိပ်တွေကိုပြတ်တပေးတာလည်းဖြစ်ပါတယ်။နံပါတ်1ကတော့အာရုံခံစားမှုတုံ့ပြန်ချက်ဖြစ်ပါတယ်။ sensory feedback လို့ခေါ်ပါတယ်။ဒီအမှမြင်ခြင်းကြားခြင်းတခါလေမှထိတွေ့ခြင်းလက်ထားမျိုးရှိရင် controller တွေလိုမျိုးပေါ့နော်ဒီထိ ंछ ုပ်ထားတဲ့ဟိုကထိန်းပြီးတော့လုပ်ပြီးအဲ့ဒီကိရိယာတွေကနေအပအောင်ရင်အာရုံခံစားမှုအများအပြားကိုပေါင်းစပ်ထည့်ခြင်းထားပြီးတော့နှိမ့်ညွတ်မှုကိုပိုကောင်းစေပါတယ်။နံပါတ်3ကတော့အပြန်အလှန်တုံ့ပြန်ခြင်း interaction သုံးသပ်လူတွေပါကွန်ထရိုလာတွေလှုပ်ရှားမှုအာယုံကန်စနစ်တွေနဲ့တခါတလေမြန်လုံးအာယုံကန်စနစ်တွေကနေတဆင်အတုအယောင်ကဘာနဲ့အရာဝတ္ထုတွေကိုတက်ပြန့်နိုင်ပါတယ် VR ရဲ့ဒီလက္ခဏာတွေပဲဖြစ်ပါတယ်နောက်နံပါတ်၄ကတော့အတုအယောင်ကဘာညာကိုက feel လို့ကောင်းနေတယ်တကယ်တမ်းကျတော့လည်းဘာရှိလဲဆိုတော့ဘာမှလည်းမရှိဘူးအတုအယောင်ပဲဖြစ်တယ်အဲ့တော့ VR ကတကယ်ကမ္ဘာပတ်ဝန်းကျင်တွေစိတ်ကူးရင်ဆန်တဲ့အရာတွေဒါမှမဟုတ်ရှင့် ုံစံမကျတဲ့နေရာတွေကိုဖန်တီးပေးနိုင်ပြီးတော့ကြက်ပြက်တဲ့အတွေ့အကြုံကိုပေးစွမ်းနိုင်ပါလေ။နောက်နံပါတ်5က hardware လိုအပ်ချက်ပေါ့နော်။ဒီလိုအပ်တာတွေကဘာလို့မလဲ။ဒီ VR ကိုတုံးမယ်ဆိုလို့ရှိရင်မျက်နှာလိုမယ်ပေါ့။ပလတ်ဖောင်းမှု controller တစ်ခုခုလိုမယ်။ဒါကလေကြရင်ပလတ်ဖောင်းမှုကို share ခံဖို့အပြင်ဘက်အာရုံကပရိယနောက်တစ်ခုက augmented reality လို့ပြောပါတယ်။ AR ပေါ့နော်။တွန်းမြင့်ထားတဲ့ red တွေကပါပေါ့။ခုနကတော့ VR ကတော့ ဒီတိုင်းနဲ့ထိုင်ပြီးတော့လုပ်နေတာဘာမှလည်းအာမဟုတ်ဘူးပေါ့နော်အတုပဲဖြစ်တယ်အခုကတော့အဲ့လိုမဟုတ်တော့ဘူးအဲ့ဒါကိုပဲအခြေခံပြီးတော့လူတွေကိုပေါ့နော်တကယ်လောကနဲ့ဖြစ်သွားတယ်ဒီခုနဗေရှာလိုက်ဒီလတီနဲ့အခု AR နဲ့ကပေါင်းဆက်ထားတာသူကပုံပြင်လိုက်တဲ့သဘောဖြစ်တယ်ခုနကတော့လုံးဝအတုတက်တက်တူတာသူကတော့တကယ်အစ်စ်တွေကိုခံရတယ်လောက်ရတဲ့ဟာလေးပါလာတယ်ပေါ့နော် အဲ့ဆိုတော့ AR ရဲ့အဓိကလက္ခဏာတွေကိုကျက်ရှိပါတယ်အဲ့ဆိုတော့အစ်စ်နဲ့အတူပေါင်းဆက်ခြင်း combination of reality and virtual ပေါ့နော်နောက်တစ်ခုကအချိန်နဲ့တပြေးညီတုံ့ပြန်ခြင်း real time interaction နံပါတ်3ကတော့ 3D ကြည်နေရမှတ်ပုံတင်ခြင်း 3D resolution ပေါ့နော်နောက်နံပါတ်4ကတော့အသုံးပြုရလွယ်ခြင်းအခု VR လည်းအသုံးပြုရလွယ်ပါတယ်ဒါပေမဲ့ AR ကပိုပြီးတော့အသုံးပြုရလွယ်ကူပါတယ်တဲ့နော် accessibility လို့ခေါ်ပါတယ်နော် နံပါတ်9ကတော့အချစ်အနေလိုက်တုံ့ပြန်ခြင်းနော် contextual assessment လို့ခေါ်ပါတယ်။နောက်နံပါတ်7ကတော့ပတ်ဝန်းကျင် environment ပေါ့နော်။နံပါတ်9ကတော့သုံးစဲစုသူတည်ရှိမှု user presence လို့ခေါ်ပါတယ်။နောက်နံပါတ်10ကတော့ hardware hardware လို့ခေါ်ပါတယ်။နံပါတ်9ကတော့ရည်ရွယ်ချက် purpose လို့ခေါ်ပါတယ်။အဲဆိုတော့ဒီ code set နဲ့ code set ရဲ့လက္ခဏာရက်တွေရှိပါတယ်။ ဒါဆိုနံပါတ်1ပေါ့နော်အစစ်နဲ့အတူပေါင်းဆက်ထားတဲ့ combination of real and virtual ခုနကတော့ကျွန်တော်တို့က VR ပဲပေါ့နော်အခုအဲ့ဒီ VR နဲ့ဒီအခုလက်တွေ့ကမ္ဘာလောကအစစ်မှန်မှဒီမှာပုံမှန်ပြောပြမယ်ဆိုရင် real environment အခုအပြင်လောကမှာတကယ်ဓာတ်ပုံရိုက်နေတယ်ဒီဘက်မှာတကယ်ပေါ်တယ်ပေါ့နော် AR ကကွန်ပျူတာနဲ့ဖန်တီးထားတဲ့အကြောင်းအရာတွေကိုတကယ်ကမ္ဘာပေါ်ရင်းကျင်းနဲ့အချိန်နဲ့တပြေးညီအောင်ဆက်ပေးထားတာလည်းဖြစ်ပါတယ်တဲ့နော်။ Technique ကလည်းဆိုရင်အချိန်နဲ့တပြေးညီတုံ့ပြန်ခြင်း real time interaction လို့ခေါ်ပါတယ် နော်ဒါတွတ်မြစ်ထားတယ်အကြမရပါဘူးနဲ့သူတို့ရတကယ်ပတ်ဝန်းကျင်ကိုဒီဇိုင်းနဲ့တည်းတက်ပြန်နေပါတယ်နောက်တစ်ခုကတော့ 3D တင်နေရမှတ်ပုံတင်ခြင်း 3D restoration လို့ခေါ်ပါတယ်အဲ့ဆိုအရာစနစ်တွေကအတုအယောင်အရာဝတ္ထုတွေကိုတကယ်ကဘာနဲ့တိကျစွာချိန်ညှိပေးတာကြောင့်နော်ပတ်ဝန်းကျင်ရဲ့အဆက်ရပိုင်းတစ်ခုလို့ထင်ရပါတယ်အခုပေါ်တော့ကျမတို့ဗီဒီယိုရိုက်လိုက်တယ်ဆိုလို့ရှိရင်တော့တကယ်ဓာတ်ပုံလိုပဲမြင်ရပေမဲ့လို့ 3D ကတော့ဘာနဲ့တူတယ်လဲဆိုရင်ဥပမာ ဒီမျက်လုံးကိုရိုက်တယ်ဆိုရင်တော့မျက်လုံးအလုံးလိုက်ကြီးကိုအတွင်းထဲမှာပါရညာလေးဖြစ်နေတာအပေါင်လုံးပေါ့နော်တကယ်အစ်စ်လိုမြင်ရတယ်ပေါ့နော်ဒီမှာတော့ဓာတ်ပုံရိုက်တယ်ဆိုဓာတ်ပုံလိုမြင်ရပဲနဲ့တကယ်အစ်စ်လိုမြင်ရတယ်မှအတွင်းထဲမှာပေါ့နော်ဒီမှာတော့ကြောက်ကပ်ကိုအခုဒီမှာရိုက်တယ်ဆိုလို့ရှိရင်ကြောက်ကပ်မှာဘယ်နေရာဘယ်လိုလေးမှာကြောက်တယ်နေတယ်အစပေါ့နော်အဲ့လိုတည်တည်ချာချာရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်တဲ့ဒါဆိုရင်လူတွေကိုလည်းအများကြီးပေါ့နော်အကျိုးပြုလာပြီဒီ AI ရဲ့အတိတ်ကဘာလဲဆိုရင်အတော့ပြည့်ရွှေ့လာ ။အရာကိုစမတ်ဖုန်းနောက်တက်ပလက်နဲ့အထူးပြုထားတဲ့အရာမျက်နှာတွေအပါပဲအမျိုးမျိုးသောပရိယာတွေကနေအသုံးပြနိုင်ပါတယ်တဲ့နော်။ဒါကြောင့်မလို့ VR ထက်တော့နော်ပို့ပြီးတော့သုံးပြရလွယ်ကူတယ်လို့လည်းပြောပါတယ်။အဲ့တော့ဖြစ်ပါတယ်။နံပါတ်9ကတော့အခြေအနေလိုက်တွန့်မြင့်ခြင်းနော် condition enhancement ပေါ့နော်။အဲ့တော့ AR က၃ဆဲသူရဲ့တကယ့်ကဘာနဲ့ဆက်သက်တဲ့ digital အချက်အလက်နဲ့တွန့်မြင့်မှုတွေကိုပေးပါတယ်နော်။အဲ့ဆိုတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်အာဒီ အေအာကိုတုံထားတဲ့ပုံစံတွေကတော့နော်ဒီလိုမျိုးဖြစ်လာတယ်ဒီဘက်မှာဒီဘက်မှာဆိုလို့ရှိရင် AR tracking ဖြစ်နေဒီဘက်မှာတုံတဲ့သူတွေရှိနေဒီမှာ AR အဲ manual ပေါ့နော် manual လည်းတုံးလို့ရမယ်အကုန်လုံးပေါ့နော်ဒါပြောင်းလဲလာမယ်ခစ်တွေကတော်တော်လေးမှဆက်ဝင်လာကိုကောင်းပါတယ်တဲ့နော်အဲဆိုတော့ VR နဲ့ AR အဓိကကွာခြားချက်အခြေခံကွာခြားချက်ကတော့တို့ဘလို့လက်တွေ့ကမ္ဘာနဲ့တုံ့ပြန်လဲဆိုတာပါလေတဲ့နော်အခု VR ကတော့လက်တွေ့ကမ္ဘာနဲ့ဟောပြောချင်တယ်လို့ပြောရရှင်တယ်လို့ရရလောက်ချင်တယ်လို့လောက်လို့ရပြင်မဲ့လို့လေ အရာကတော့တကယ်ပေါ့နော်လက်ပစ်ကဘာနဲ့တက်ပြန်မှုတွေနံပါတ်6ကတော့ပတ်ဝန်းကျင် environment ပေါ့နော်ပြာကသုံးသပ်သူကိုပြင်ပကဘာနဲ့အပြင်ကဘာနဲ့အဆက်အသွယ်ပြတ်တက်ပြီးလုံးဝအတုအယံပတ်ဝန်းကျင်ကိုဖန်ပြီးပေးပါတယ်ခုနကလုံးက VR ခုကျွန်မတို့သုံးနေတဲ့ VR ကတော့အတုတွေပဲဖန်ပြီးပေးတာလူတွေကလည်းကျွန်တော်တို့ကနစ်ညွတ်နေတာတကယ်လည်းမဟုတ်ပဲနဲ့နစ်ညွတ်ပြင်အဲ့ဒါကိုပဲအဟုတ်ကြီးအမှတ်ကြီးထင်ပြီးတော့ပေါ့နော်ဘလို့မှကိုရုံးထက်လို့မရပဲနဲ့ဆွဲနေပါတယ်ဒါ အဲဒီ VR ရဲ့ပေါ့နော်လက္ခဏာရဲ့တူပဲဖြစ်ပါလေတဲ့နော်အဲဆိုတော့အရာကတော့ digital အစိတ်အပိုင်းတွေကိုထပ်ဆက်ပြတ်တက်ခြင်းဖြင့်တကယ်တဘာကိုတုံ့ပြန်ပေးပါလေတဲ့နော်အဲဆိုတော့ဒီကတော့ကနောက်ပိုင်းလူတွေကပေါ့နော်ဒီ reality လို့ခေါ်တဲ့ပြီးရင် realize ဖြစ်တဲ့အရာတွေကိုပဲနည်းနည်းအဆက်ဝင်လာတော့တယ် realize ဆိုတာတော့နားလေသဘောပေါက်ပြီးတော့လက်ခံမှရဟိုပုံပြောနေပုံမြင်နေပါလေတို့ဆိုဆွဲပဲ ဒီဘက်ခက်ကန်လူတွေကအဲ့လိုမဟုတ်တော့ဘူး။အဲဆိုတော့အများကြီးပြောင်းလဲလာတယ်ပေါ့နော်။အဲ့နံပါတ်ခဏိကတုံးစဲသူတည်ရှိမှုမျိုးစား present ဆိုလို့ခေါ်တာ။ VR မှာတုံးစဲသူကအတုအယောင်စနစ်ရဲ့ plan မမှုအောက်မှာလုံးဝနစ်မြုပ်ပြီးတော့ထိ छु ခံထားရတယ်တဲ့နော်။နောက်ဆိုရင်တော့တရားမှာတော့တုံးစဲသူကတကယ့်ကဘာမှာဆက်လက်တည်ရှိနေတယ်။အဲ့အခုဒီကဘာမှာလည်းဆက်လက်တည်ရှိနေပြီးတုံးမြင့်ထားတဲ့အစိတ်အပိုင်းတွေနဲ့တွက်ပြန်မှုတွေကိုခင်းချုပ်နေတာလေတဲ့နော်။ဘလောက်တောင်ပေါ့နော်။ အောက်ဆရာကြီးဖြစ်မလဲဆိုတာကတော့ဒီမဲ့ဆွေနဲ့ကျွန်တော်တို့ကဒီ ALB solution တော့အဲ၃ပြည့်ကျွန်တော်တို့ကအကြမ်းမှရောက်အောင်လုပ်ရမယ်။အဲဆိုတော့နံပါတ်၈ကတော့ hardware ရောဟာဝဲကတော့ VR တင်ရတဲ့အတွေ့အကြုံအတွက်တည်တဲ့မျက်မှန်အရင်ပစ္စည်းတွေလိုအပ်ပါတယ်ခုနကတော့ကျွန်မတို့အခု VR အခုသုံးနေတဲ့ဖုန်းရှိတယ်လေနော်ဖုန်းလေးရှိတယ်အဲ့ဒီတန်းမှာပဲပြန်ပြီးတော့ headset သုံးမှာနော် AR ကိုတော့ smartphone နဲ့ laptop လိုမျိုးပေါ့နော်နေ့စဉ်သုံးပရိယာတွေကနေအသုံးပြုနိုင်တာလေတဲ့နော်ကျွန်မတို့ထရင်ထွတ်ထွတ်ဝင်နေစရာမလိုဘူးဤပညာလေးလည်းကျွန်မတို့ရဲ့ဖုန်းထဲမှာအဲထည့်ပေးမှာဖြစ်တယ်တဲ့နော်အားကြောင့်မလို့ရင်ခုန်ဖို့အရင်ကောင်းပါလေဒါတွေမသုံးပြီပဲနေမှာကြောက်လို့ကျွန်တော်တို့ကသုံးပြအောင်သုံးအောင်ဖြစ်ပါတယ်နံပါတ်ကွာဆိုလို့ရှိရင်တော့တကယ်အစ်အမှန် reality နဲ့ကိုယ့်ရဲ့ ့ဒီ VR ရဲ့အခြေခံတွေကိုပေါင်းစပ်ပေးမှဖြစ်တဲ့အတဲ့ကြောင့်အရန်ကိုတွန့်မြစ်ချက်တာရွေချက်တာပေါင်းပါတယ်လို့ပြောချင်ပါတယ်။အဲဆိုတော့ VR ကိုဂိမ်းကစားပုံနော်ခုနကအခုကျွန်တော်တို့ mobile game တွေပါကစားရနော်ပုံတူပြုတ်လို့ချင်းနဲ့အခြားကဘာကိုဖြီးသွားခြင်းလိုမျိုးနှိမ့်မြုပ်နှိမ့်မြုပ်တဲ့အတွေ့အကြုံတွေအပြည့်အများအပြည့်အသုံးပြုတတ်တယ်။ AR ကိုတော့တရင်အချက်လက်တွေဖြောပြေးရေးတာမလို့ရှိရင်အာ အခုအညီတွေနဲ့တကယ်ကဘာကိုတုံ့ပြစ်ပေးဖို့အများအပြားအသုံးပြကြတယ်တဲ့နော်အဲဆိုတော့ကျွန်တော်တို့ကတုတ်တက်မှာဖြစ်တယ်တုတ်တက်ဖို့ပဲဒီ AR ကိုတောင်းတာဖြစ်ပါတယ်အတူကြောင့်ပြောမယ်ဆိုလို့ရှိရင်တော့ VR ကအတူအယောင်ကဘာထဲမှာလုံးဝနှိမ့်ညွတ်ဖို့အတွက်ရည်ရတာနော်အာအခုကျွန်တော်တို့လည်းတကယ် အင်အားဆိုတာလာတဲ့အခါမှာတော့ဒါတွေကိုအခြေခံပြီးတော့ပြစ်လို့ရမှာအဲ့တော့တကက်ကဘာကိုတွဲနေဖို့ရည်ရနိပညာနှစ်ခုစလုံးမှာထူးခြားတဲ့အသုံးချမှုတွေရှိပြီးတော့ပုံမကောင်းမွန်တဲ့နည်းနဲ့ဆွဲဆောင်မှုရှိတဲ့အတွေ့အကြုံကိုပြန်ဆန်းနိုင်ဖို့အတွက်ဆက်လက်တိုးတက်နေတာဝန်လာပါတယ်အဲကျွန်မရဲ့ဗီဒီယိုလေးကိုလည်းဆက်လက်ပြီးတော့အာဒီအပ်ပေးပါအောင်လို့ပြောချင်ပါတယ်အဲ့တော့ like and subscribe လေးနဲ့လည်းကူညီပေးဖို့မေတ္တာရပ်ခံချင်ပါတယ်အဲချစ်ချစ်ပေးတဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်ပါတယ်